ားလုံးပဲမင်္ဂလာပါဆရာမကတော့ grade 11ပထဝီဝင်ကိုသင်ကြားမဲ့ဆရာမပဲဖြစ်ပါတယ်ဆရာမဒီနေ့သင်ကြားမဲ့သင်ခန်းစာကတော့အခန်း1အာရှတိုက်ရဲ့သဘာဝပထဝီဝင်ကနေပြီးတော့တိတ္တသမ5အာရှတိုက်ရဲ့သဘာဝပေါက်ပင်နဲ့မြေဆူလာအကြောင်းကိုသင်ကြားမှာပဲဖြစ်ပါတယ် ဆရာမတို့ဒီသင်ခန်းစာကိုသင်ကြားရရွယ်ချက်ကတော့အာရှတိုက်ရဲ့သဘာဝပေါက်ပင်နဲ့မြေစီလွာတွေရဲ့ဆက်ဆက်မှုကို သိရှိစေဖို့နဲ့အာရှတိုက်မှာရှိတဲ့ရာသီဥတုအခြေအနေပေါ်မှာမူတည်ပြီးတော့သဘာဝပေါက်ပင်နဲ့မြေစီလွာအမျိုးအစားတွေကွဲပြားတာတွေကိုဆက်ဆက်နှိုင်းရှင် ဖော်ပြနိုင်ဖို့ပဲဖြစ်ပါတယ်ပထမအဦးဆုံးဆရာမတို့ အာရှတိုက်ရဲ့သဘာဝပေါက်ပင်နဲ့မြေစီလွှာမှာသဘာဝပေါက်ပင်အကြောင်းကိုလေ့လာကြည့်မယ်ဆိုရင်သဘာဝပေါက်ပင်ဆိုတာဒေတာတစ်ခုရဲ့မြင်မျက်နှာတွေ့မြင်ရေစင်းရာသီဥတုနဲ့မြေစီလွှာအခြေအနေတွေပေါ်မှာလိုက်ပြီးတော့ကွဲပြားမှုရှိတယ်။ဝေးလံပြီးတော့လူနေကျဲပါးတဲ့ဒေတာတွေမှာသာမူလပေါက်ပင်တွေကိုတွေ့ရမှာဖြစ်တယ်။ အာရှတိုက်ဟာအေရိယာကြီးမားကျယ်ပြန့်လာရဲ့မြင်မျက်နှာတွင်မြင်တဲ့ရာသီဥတုအမျိုးအစားတွေကွဲပြားခြားနားရတွေကြောင့်မလို့တဘာဝပေါက်ပင်အမျိုးအစားတွေများစွာကိုတွေ့ရှိရမှာဖြစ်တယ်။အာရှတိုက်ရဲ့တဘာဝပေါက်ပင်တွေကိုဆရာမတို့ကအောက်ပါတိုင်း၈မျိုးခွဲခြားနိုင်တယ်။အဲ့ဒါတွေကဘာတွေလဲဆိုရင်ပူပိုင်းအမြဲစိမ်းမိုးသစ်တော့ အပူပိုင်းမုတ်တုံတစ်တော်တမနွေအမြဲစိမ့်တော်မြေရဲပင်လည်းပောက်ပင်များတမပိုင်းကိုနီဖာတစ်တော်တိုင်ဂါတော်လို့လည်းခေါ်တယ်တမပိုင်းမြက်ခင်းများ အပူပိုင်းခန္ဓာရနဲ့ခန္ဓာရဆံပောက်ပင်များနဲ့တန်ရာပောက်ပင်များတွေပဲဖြစ်ကြပါတယ်ဓမ္မဥဆုံးဘူပိုင်းမြဲစိမိုးတစ်တော်เจ้าကို လေးလာကြည့်မယ်ဆိုရင်အပူပိုင်းအမြဲစိမိုးသစ်တော်ဟာအရှေ့တောင်အာရှမှာရှိတဲ့အင်ဒိုနီးရှားမလေးရှားအိန္ဒိယအနောက်ဘက်ကာယိုရမ်မြင်းနိဒေသတွေနဲ့အရှေ့တောင်ဒေသတွေမှာတွေ့ရတယ်အဲ့ဒါကိုဆီယမရာဒီမှာအစိမ်းရောင်လေးနဲ့ဖော်ပြထားတာဖြစ်တယ်အဲ့ဒီဒေသတွေမှာ အပူချိန်မြင့်မားပြီးတော့မိုးကောင်းစွာရရှိတဲ့အတွက်ကြောင့်မလို့ ပူပြီးတော့ဆူဆွတ်တဲ့အခြေအနေဟာအပင်မျိုးစုံကိုပေါက်ရောက်ရှင်သန်စေပါတယ်။အပူပိုင်းအမြဲတမ်းမိုးသစ်တော်ရဲ့အဓိကပောက်ပင်ဟာ အမြဲတမ်းအပင်နေပဲဖြစ်ပါတယ်။အပူပိုင်းအမြဲစိမိုးသစ်တော်ရဲ့အပင်ကြီးတွေရဲ့အောက်ခြေမှာ အပင်တွေဟာ ထူထပ်စွာ ပေါက်ရောက်တယ်။မြင့်မားတဲ့အပင်တွေဟာ 45မီတာကျော်လောက်မြင့်တယ်။တချို့အပင်တွေကကြတော့18မီတာလောက်ရှိပြီးတော့အဲ့ဒီအပင်တွေရဲ့အောက်ခြေမှာ အရိပ်ကြိုက်တဲ့အပင်တွေခြုံမင်းနေနဲ့အပင်ငယ်တွေဟာရောနှောပြီးတော့ပေါက်ရောက်ပါတယ်။အဲ့ဒီတော့မှပေါက်ရောက်တဲ့အပင်မျိုးစားတွေဟာရင်းတိုက်မဟော်ဂနီစတဲ့အပူပိုင်းတက်မှအမျိုးစားတွေဖြစ်ကြပါတယ်။ တချို့အပင်တွေကနေပြီးတော့အဖိုးတန်သစ်တွေကိုရရှိပြီးတော့အချို့အပင်တွေကနေပြီးတော့သစ်ဆေးအင်ဒွဲပယုတ်တွေကိုရရှိပါတယ်ရွှေညွန်ထူတတ်တဲ့ပင်လယ်ကမ်းခြေတွေပင်လယ်ထုံးအိုင်တွေနဲ့ဒီရေဝင်တဲ့မြေဝကျယ်တွေမှာဒီရေတော်တွေကိုတွေ့ရတယ်အဲ့ဒီဒီရေတော်တွေဟာထင်းတဲ့မိသွေးအတွက်အသုံးဝင်ပါတယ် တဲဆန်တဲ့ကံယူရန်နေမှာတော့ပင်လယ်ကပီးပင်နေပေါရောက်ပါတယ်။အဲ့ဒီသစ်တော်ရဲ့ထူးခြားတဲ့လက္ခဏာတရားဆိုလို့ရှိရင်သစ်ပင်မျိုးစိတ်တွေများပြားတာသစ်တော်တွေကိုအလွာလိုက်အထက်လိုက်တွေ့ရတာနွယ်ပင်နဲ့ခြုံပင်နေပေါများတာပဲဖြစ်ပါတယ်။လူဝိရေတိုးတက်လာတာစိုက်ပျိုးရေးအတွက်သစ်တော်တွေခုတ်ထွင်တာမျိုးပြချက်ထွင်တာတွေနဲ့တစ်ထုပ်လူချင်းတွေကြောင့်မလို့ ်တစ်တော့ area တွေဟာယော့နေလာပါတယ်အပူပိုင်းမုတ်တုံတစ်တော့အပူပိုင်းမုတ်တုံတစ်တော့တွေကိုအပူပိုင်းဒေသမှာရှိတဲ့6သိန်းကျင်းတူတောင်းတဲ့ဥရုထင်ရှားစွာရှိတဲ့ဒေသတွေမှာ တွေ့ရတယ်အိန္ဒိယအရှေ့ပိုင်းမြန်မာနိုင်ငံ ထိုင်းနိုင်ငံအင်ဒိုချိုင်းနာကျွန်းဆွယ်တွေမှာအဲ့ဒီတစ်တော့တွေပေါက်ရောက်တယ် အဲ့ဒီအပင်မျိုးစိတ်အမျိုးအစားတွေဟာမိုးရေချိန်ပမာဏကိုလိုက်ပြီးတော့ကွဲပြားပါတယ်။နှစ်စဉ်မိုးရေချိန်2000အထက်ရရှိတဲ့ဒေသတွေမှာ အပူပိုင်းအမြဲစိတ်မိုးသစ်တော့နဲ့သူကဆင်တူဝင်မဲ့လို့လေ6တွေ့ချိန်ရှည်လျားတဲ့အတွက်ကြောင့်မလို့အပင်မျိုးစိတ်တွေကတော့ပို့ပြီးတော့နှဲပါတယ်။နှစ်စဉ်မိုးရေချိန်1000မီလီမီတာနဲ့2000မီလီမီတာအကြားရရှိတဲ့ဒေသတွေမှာ ကျွန်းမင်နေအင်ဂျင်မင်နဲ့ပြင်းကရိုးလိုမျိုး အပူပိုင်းမုတ်တုံတော်တွေပေါက်ရောက်ပါတယ်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံမှာဆိုရင်ကျွန်းမွန်ကြီးတွေပေါက်ရောက်တဲ့အတွက်ကြောင့်မလို့ကျွန်းတော်ကြီးများလိုတော်မှခေါ်နိုင်ပါတယ်အဲ့ဒီဒေသတွေမှာလူဦးရေထူထပ်တဲ့အတွက်ကြောင့်မလို့အပင်တွေကိုများစွာခုတ်ထွင်ရှင်းလင်းလိုက်တဲ့အတွက်ကြောင့်မလို့အပင်ကြီးတွေကိုအများကြီးမတွေ့ရတော့ဘဲနဲ့ဝါးပင်တွေကိုပဲထူထပ်စွာ ပေါက်ရောက်တာကိုတွေ့ရှိရပါတယ် ပို့ပြီးတော့ခြောက်တဲ့ဒေသတွေမှာမြက်ပင်တွေပေါက်ရောက်ပါတယ်။မုတ်တုံတော်တွေဖြစ်တဲ့ရွက်ပြက်ရွက်ကြွေတော်တွေလည်းပေါက်တယ်။မိုးနယ်ပါတဲ့ဒေသတွေမှာစူးကြုံတော်တွေခြုံမင်းတွေစာဝါနာမြက်ခင်းတွေကျဲပါစွာပေါက်ရောက်ပါတယ်။တမနွေအမြဲစိန်တော်တမနွေအမြဲစိန်တော်တွေကိုတရုတ်နိုင်ငံဂျပန်နိုင်ငံတွေမှာအဓိကတွေ့ရပြီးတော့ အဲ့ဒီဒေတာတွေရဲ့မူလအစ်တော်တွေဟာရွက်ချွန်နဲ့ရွက်ပြန့်ရောနှောတော်တွေဖြစ်တယ်။တရုတ်နိုင်ငံတောင်ပိုင်းနဲ့ဂျပန်နိုင်ငံတောင်တန်းတွေမှာပေါရောက်တဲ့အပင်တွေဟာရွက်ပြန့်မြဲစိမ့်တော်တွေဖြစ်တဲ့ဝက်တစ်ချာတောင်ဇလတ်တတိုင်းမွေကမ်လီယာခြုံပင်ဖန်ပင်ဝါပင်တွေနဲ့ရွက်ချွန်မျိုးတွေဖြစ်တဲ့ထင်းရှုနဲ့ ထင်းရှူးမျိုးစိတ်တစ်မျိုးဖြစ်တဲ့ဖားအပင်တွေပေါက်ရောက်ပါတယ်။တရုတ်နိုင်ငံမြောက်ပိုင်းနဲ့ဂျပန်နိုင်ငံမြောက်ပိုင်းမှာရောနှောရွက်ချွန်နဲ့ရွက်ပြန့်တော်တွေရောနှောပြီးတော့ပေါက်ကြပါတယ်။ဒါပေမဲ့လို့လည်းအများစုဟာ ခုတ်ထွင်ရှင်းလင်းပြီးဖြစ်တယ်။အမြင့်ပိုင်းဒေသတွေမှာရွက်ချွန်နေတာပေါက်ရောက်ပါတယ်။ဒီမှာတော့ဆရာမတို့က တမနွေ အမျက်စိန်တော်ကိုအစိမ့်နုရောင်လေးနဲ့ဖော်ပြထားတာဖြစ်တယ်။မြေထဲပင်လဲပောက်ပင်နေ။အာရှတိုက်ရဲ့အနောက်ဖက်မြေထဲပင်လဲပတ်ဝန်းကျင်တစ်လျှောက်မှာ အပူရော်ပိုင်းအမျက်စိန်ရွက်ပြန့်တော်နဲ့ရွက်ချွန်တော်တွေဟာရောနှောပြီးတော့ပောက်တယ်။အဲ့ဒီတတော်တွေကို Cyprus, Israel, Lebanon, Syria နဲ့ Turkey ကမ်းခြေတွေမှာ တွေ့ရတယ်။ကျွန်တော်တို့ဒီမှာဒီအယောင်လေးနဲ့ဖော်ပြထားတာဟာအဲ့ဒီမြေထဲပင်လေပေါက်ပွင့်ပေါက်တဲ့နေရာတွေပဲဖြစ်တယ်။အဲ့ဒီတောတွေမှာဆိုရင်သပြစ်ပင်လိုမျိုးအမြင့်ရှိတဲ့အပင်တွေပြောင်လဲတဲ့အရွက်နဲ့မှုေးကြိုင်ပြီးတော့ဖြူဖွေးတဲ့အပွင့်ရှိတဲ့ခြုံမင်းတွေလိမ္မော်ပင်လော်ရယ်ပင်နဲ့တန်လွင်ပင်တွေပေါက်ပါတယ်။ပေါက်ပင်အများစုဟာဆိုလို့ရှိရင်ရင်ခွေပြောင်းခြင်းကို ထိမ့်သိမ်းထားနိုင်တဲ့အပင်တွေဖြစ်ကြပါတယ်။တမာပိုင်းကိုနီဖာသစ်တော်သူ့ကိုတိုင်ဂါဒေါလို့လည်းခေါ်တယ်။တိုင်ဂါဒေါတွေကိုတော့ဆိုင်ဘေးရီးယားမှာကျယ်ပြန့်စွာ တွေ့ရှိရတယ်။ပေါရောက်တဲ့အပင်တွေကတော့ထင်းရှူဆပရူနဲ့ထင်းရှူမျိုးစိတ်တစ်မျိုးဖြစ်တဲ့ဖားပင်တွေပြန့်နှံ့လျက်ရှိပါတယ်။ဘတ်နဲ့အက်စပန်ဒီဟာဆိုလို့ရှိရင်ယူရက်တောင်တန်းကနေပြီးတော့ Pacific သမုဒ္ဒရာအထိပြက်ပြန့်စွာပေါက်ရောက်လျက်ရှိတယ်။ရေခဲဆောင်ဥနယ်တွေဖုံးလွှမ်းနေတဲ့ဒေသမှာပြက်ပြန့်တဲ့ရွှွညွန်တော်တွေနဲ့စိန်တော်တွေကိုတွေ့ရပါတယ်။ရှင်မတို့ဒီမှာဒီအစိမ်းလေးနဲ့ပေါ်ပြထားတာဟာသမာပိုင်းကိုနီဖာတစ်တော်တိုင်ဂါတော်တွေပဲဖြစ်ပါတယ်။သမာပိုင်းမြက်ခင်းများ သမာပိုင်းမြက်ခင်းတွေဟာ အာရှတိုက်ရဲ့ဆိုက်ဘီးရီးယားအနောက်တောင်ဘက် မွန်ဂိုလီးယားရဲ့ဂန္နာယဆန်တဲ့ဒေသတွေတရုတ်နိုင်ငံမြောက်ပိုင်းမြေနိတ်ဒေသတွေမှာတည်ရှိပါတယ်။ကျွန်မတို့ဒီမှာဒီအစိမ်းရောင်နဲ့ဖော်ပြထားတဲ့ပိုင်းရင်ဖြစ်တဲ့နှစ်စင်မိုးရေချိန်300မီလီမီတာရရှိပြီးတော့ရင်ခွေပြန်မှုအသင့်တင့်ရှိတဲ့ဒေသတွေမှာမြက်ပင်တွေကောင်းမွန်စွာပေါက်ရွက်ကြပါတယ်။မိုးနှဲပါခြင်းနဲ့အပူချိန်နှဲပါခြင်းတွေကြောင့်မလို့အပင်ကြီးတွေပေါက်ရွက်နိုင်ခြင်းမရှိဘဲနဲ့ မျက်ပင်တွေခြုံပုတ်တွေပဲပေါက်ရောက်ပါတယ်။တောင်ဘက်မှာတော့စတက်မျက်ခင်းတွေဟာ အခြားသစ်တော်တွေနဲ့ရောနှောသွားပါတယ်။မြောက်ဘက်မှာ ကိုနီဖာရွက်ချွန်တော်နဲ့ရွက်ပြန့်တော်တွေနဲ့ရောနှောပြီးတော့သူကပေါက်ရောက်ပါတယ်။အပူပိုင်းခန္ဓာရနဲ့ခန္ဓာရဆံပေါက်ပင်တွေခန္ဓာရဒေသတွေဟာ အာရှတိုက်ရဲ့အနောက်တိုင်ဘက်မှာရှိတဲ့ အာရဗျကျွန်းဆွေရနေပြီးတော့အီရန်ကိုဖြတ်ပြီးတော့အရှေ့မြောက်ဘက်မှာရှိတဲ့ဂိုဘီဂန္နာယအထိသူကကျေပြန့်စွာတည်ရှိတယ်။ပြီးတော့သူကသားတဲခန္နာယတာရင်းချိုင်ဝမ်အလဲပိုင်းနဲ့အာရဗျတောင်ပိုင်းမှာရှိတဲ့ဂရိတ်စတုန်းီတဲခန္နာယတွေဟာဆိုလို့ရှိရင်ထင်ရှားတဲ့တဲခန္နာယတွေဖြစ်ကြပါတယ်။အဲ့ဒီတဲခန္နာယတွေရဲ့ပတ်ဝန်းကျင်မှာ စတက်မြက်ခင်းနေဒါမှမဟုတ်လို့ရှိရင်ခြုံတော်တွေအကေးရှားအပင်နေနဲ့မြက်ကျမ်းပင်နေပေါက်ရောက်ကြပါတယ်တန်ရာ ပေါက်ပင်နေနော်တိုင်ဂါတော်ရဲ့မြောက်ဖက်မှာရှိတဲ့အာတိတ်သမုတ်တရားကံယူရန်တစ်ချောင်းမှာတန်ရာပေါက်ပင်နေကိုတွေ့ရတယ်အမြဲရေခဲနေတဲ့အောက်ခံမြေစီလွာရှိတယ်မြင်မာတဲ့ဆင်ခြေချောဒီမှာဆိုလို့ရှိရင် ရေညိနဲ့လိုက်ကင်းပင်နေပေါက်ရောက်ပြီးတော့အနေမိုင်းစင်ကြီးရှောတွေမှာတော့မြက်ခင်းနေပေါက်ရောက်တယ်။ဒါအပြင်အရှတိုက်အလဲပိုင်းမှာရှိတဲ့မြန်မာတဲ့ကုန်းမြင့်ဒေသတွေမှာတန်ရာဒေသပေါက်ပင်လိုမျိုးနော်ရေညိနဲ့ရေမော်ပင်တွေကိုတွေ့ရတယ်။တိဘက်ဒေသမှာဆိုရင်ရေညိနဲ့ရေမော်ပင်တွေဟာအဓိကပေါက်ရောက်ပါတယ်။ ရမရာဒီမှာတန်ရာဒေတာပောက်ပင်လေးကိုဒီအယောင်လေးနဲ့ဖော်ပြထားတာဖြစ်ပါတယ်။အခုဆရာမတို့ကမြေစီလွာအကြောင်းကို လေ့လာကြမယ်။အာရှတိုက်မှာရှိတဲ့မြေစီလွာ ရာသီဥရုနဲ့တဘာဝပောက်ပင်တွေဟာအပြန်အလှန်ဆက်နွယ်လျက်ရှိပါတယ်။အာရှတိုက်မှာရှိတဲ့မြေစီလွာအမျိုးအစားတွေဟာရာသီဥရုတဘာဝပောက်ပင်တွေနဲ့ဆက်ဆက်နေတယ်။ အာရှတရာဆိုလို့ရှိရင်အလွန်ကြီးမားကျယ်ပြန့်တဲ့အတွက်ကြောင့်မလို့မြေဆီလာအမျိုးအစားတွေများစွာတွေ့ရှိရပါတယ်။ရေဘူးအားဖြင့်ဆိုလို့ရှိရင်မြေဆီလာအမျိုးအစား၉မျိုး တွေ့ရှိရတယ်။အဲ့ဒါတွေကဘာတွေလဲဆိုလို့ရှိရင်အပူပိုင်းဒေသမှာရှိတဲ့အနီရောင်မြေဆီလွား၊ရှာနိုဇန်မြေဆီလွား၊အပူပိုင်းဒေသမှာရှိတဲ့မြင်းနဲ့မြေဆီလွား၊ဂန္နာယမြေဆီလွား၊ဂန္နာယဆန်မြေဆီလွားဒါမှမဟုတ် chestnut အညိုရောင်မြေစီလွာပေါ်တစောမြေစီလွာတန်ဒရာမြေစီလွာတောင်ပေါ်မြေစီလွာနုံးမြေစီလွာတွေပဲဖြစ်ကြပါတယ်။ဒါအပြင်မြဝမ်းလွင်မြေဒေသမှာရှိတဲ့နုံးတင်မြေနုမြေစီလွာတွေနဲ့မီးတောင်ဘေ့စ်ချော်မြေစီလွာတွေတို့မျိုးစိုက်ပျိုးဖို့အလွန်သင့်လျော်တဲ့မြေစီလွာတွေကိုလည်းတွေ့ရပါတယ်။အခုဆီယမားတို့ကတော့ဒီမှာတွေ့ရှိရတဲ့မြေစီလွာ အမျိုးအစား၉မျိုးကို ဒီမှာပုံလေးမှာအယောင်လေးတွေနဲ့ဖော်ပြထားပါတယ်။နော်ဒီအပူပိုင်းဒေသမှာရှိတဲ့အနီရောင်ဂဝင်မြေစီလွာဆိုလို့ရှိရင်ဆရာမတော်ဒီမှာဒီအနီရောင်လေးနဲ့ဖော်ပြထားတယ်ဗောနော်။အဲ့တော့ဒီကတော့အာရှတိုက်ရဲ့မြေစီလွာအမျိုးအစားတွေကိုဖော်ပြထားတဲ့မြေပုံပဲဖြစ်ပါတယ်။ကျမအဦးဆုံးနံပါတ်1အနေနဲ့အပူပိုင်းဒေသမှာရှိတဲ့အနီရောင်မြေဆူလာဂဝင်မြေဆူလာအကြောင်းကိုလေ့လာကြည့်မယ်ဆိုရင် အနီရောက်မြေကျူလာတွေကိုအိန္ဒိယနဲ့ရှေ့တောင်အာရှဒေသတွေမှာကျယ်ပြန့်စွာတွေ့ရှိရပါတယ်။အပူချိန်နဲ့မွေးချိန်များတဲ့အတွက်ကြောင့်မလို့ဥရုခြေဖြတ်မှုဖြစ်စဉ်အားကောင်းပြီးတော့တန်အောက်ဆိုင်ပါဝင်မှုများတဲ့အတွက်ကြောင့်မလို့အနီရောက်မြေကျူလာကိုသူကဖြစ်ပေါ်စေတာဖြစ်တယ်။ဒါကြောင့်မလို့အဲ့ဒီဒေသတွေမှာသီးနှံအထွက်နှုံကောင်းမွန်စေဖို့ဆိုရင်မြေဩစာကို အသုံးပြုပြီးတော့စိုက်ပျိုးရမှာဖြစ်တယ်။မိုးရွာသွန်းမှုများပြီးတော့ စိတ်စားမှုများတဲ့ဒေသတွေမှာကငွေမြေစည်းလွားတွေကိုဖြစ်ပေါ်စေတယ်။မြေစည်းတွေဟာဆွဆွချိန်မှာစေကပ်မှုရှိပေမဲ့လို့လေ။ခြောက်သွေ့တဲ့အချိန်မှာတော့မာကျောလာပြီးတော့အလွယ်တကူကျိုးပဲ့နိုင်ပါတယ်။အဲ့ဒီအနီရောင်ကငွေမြေစည်းလားဟာဥယျာဉ်ချက်မြေစိုက်ပျိုးရေးအတွက်တင့်လျော်တဲ့မြေစည်းလွားတစ်မျိုးဖြစ်ပါတယ်။နံပါတ်2ရှာနိုဇန်မြေစည်းလွားတမန်ရွေးအမြဲဆုံးတော့ရုံဝမ်းမှာရှိတဲ့ပေါ်တစော် မြေစီလွာရဲ့တောင်ဘက်ပိုင်းဟာမြက်ခင်းဒါမှမဟုတ်ရင်ရှာနိုဇန်မြေစီလွာတွေဖြစ်တယ်။အဲ့ဒီမြေစီလွာတွေဟာစိုက်ဘီးရီးယားအလယ်ပိုင်းကနေပြီးတော့ယူကရိန်းအထိကျင်းမြောင်းစွာ တွေ့ရပါတယ်။ဒီမှာဆီယမားတို့ဒီမှာရှာနိုဇန်မြေစီလွာကို ဖော်ပြထားတာဖြစ်တယ်။အဲ့ဒီမြေစီလွာတွေဟာပျက်စီးဆွေးမှုမှုနှေးကွေးတဲ့အတွက်ကြောင့်မလို့တစ်ဆွေးမြေတွေနဲ့ကျွဲဝရတယ်။အဲ့ဒီမြေစီလွာတွေဟာ အက်ဆစ်ဓာတ်အနှဲငယ်ရှိပြီးတော့နှွေမိုးအနှဲငယ်သာရွာသွန်းပြီးတော့စောင်းရသည့်ရှေကြခြင်းတွေကြောင့်မလို့စိတ်ဆာမှုနည်းပါတယ်မိုးများတဲ့ဒေသမှာရှိတဲ့မြေစီလွာဟာအညိုရောင်ဓမ္မမို့လို့ရှိရင်မိโกရင်ညိုရောင် ရှိပြီးတော့မိုးနေတဲ့ဒေသမှာရှိတဲ့မြေစီလွာတွေကတော့မဲနဲ့တဲ့အတွက်ကြောင့်မလို့အနှက်ရောင်ရှာနိုဆန်မြေစီလွာတွေဖြစ်တယ် မြေသားတွေကမွပြီးတော့ထွန်ရက်ဖို့လွယ်ကူတဲ့အတွက်ကြောင့်မလို့စိုက်ပျိုးဖို့အကောင်းဆုံးမြေစီလွာ ဖြစ်ပါတယ်။ဒါကြောင့်မလို့ရှာနိုဇာမြေတွေဟာ အာရှရဲ့ကြီးမားကျယ်ပြန့်တဲ့ဂျုံဆိုင်ရဝင်းကြီးတွေအဖြစ်နဲ့တွေ့ရှိရပါတယ်။နံပါတ်3အပူပိုင်းဒေသမှာရှိတဲ့မြေနဲ့မြေစီလွာအိန္ဒိယနိုင်ငံမှာရှိတဲ့ဒက္ခိဏကုန်းမြစ်ရဲ့အနောက်မြောက်ဘက်မှာ အပူပိုင်းဒေသ မြင်တဲ့မျက်စိလွားတွေကိုတွေ့ရတယ်။ဆရာမတို့ဒီမှာ ဖော်ပြထားတဲ့ဒီအကြောင်းလေး ਨੇ အဲ့ဒီမျက်စိလွားတွေဟာအဲ့ဒီဒေတာမှာဟိုးအရင်တည်းကဖုံးလွှမ်းထားတဲ့ဗဇော့ချော်စီးချောင်းတွေကနေပြီးတော့ဖြစ်ပေါ်လာတယ်။အဲ့ဒီမျက်စိလွားတွေဟာကြံတက္ကိနဒေတာတွေမှာရှိတဲ့အနီရောက်မျက်စိလွားတွေ ਨੇ တိတိတသာပွဲပြားခြားနာတယ်။အဲ့ဒီအနေရောက်မျက်စိလွားတွေဟာအစိုးဓာတ်ကိုထိမ့်သိမ်းထားနိုင်တဲ့အတွက်ကြောင့်မလို့ ရေသွင်းစိုက်ပျိုးဖို့မလိုတဲ့တီးနာနေအတွက်တင့်လျော်တယ်။အိန္ဒိယနိုင်ငံရဲ့အဓိကဝါစိုက်ပျိုးတဲ့မြေတွေကိုဒက္ခိဏရေဝန်းကြီးမှာရှိတဲ့အ내ရောက်မြေစီလွားတွေပေါ်မှာတွေ့ရှိရပါတယ်။နံပါတ်၄ခန္ဓာရမြေစီလွားအာရှတိုက်အလဲပိုင်းနဲ့အနောက်တောင်ပိုင်းမှာရှိတဲ့ခန္ဓာရဒေသတွေမှာခန္ဓာရမြေစီလွားတွေကိုတွေ့ရတယ်။အာရှတိုက်မှာရှိတဲ့ခန္ဓာရရဲ့ဧရိယာအများစုမှာ ြောက်တုံးတွေထူထပ်ပြီးတော့တဲတွေဖုံလွှမ်းနေတယ်။အဆိုရက်နေပါတဲ့အတွက်ကြောင့်မလို့စားပေါက်မြေစီလွားတွေနဲ့စားချက်တွေများစွာ ဖြစ်ပေါ်ပါတယ်။ Caspian ပင်လယ်ရဲ့အရှိတ်ဘက်မှာမိခိုးရောင်မြေစီလွားအချို့ကို တွေ့ရှိရတယ်။အဲ့ဒီမြေစီလွားတွေဟာစိတ်ဆားမှုမရှိခြင်းနဲ့အပင်အတွက်လိုအပ်တဲ့အာဟာရကြွယ်ဝခြင်းတွေအတွက်ကြောင့်မလို့ဝါဆိုင်ပြိုးဖို့ ်တင့်လျော်ပြီးတော့ဝါကို ရေသွင်းစိုက်ပျိုးကြပါတယ်။နံပါတ်5ကနာယဆန်မြေစီလွာသူ့ကို chestnut အညိုရောင်မြေစီလွာလို့လည်းခေါ်တယ်။ကနာယဆန်မြေစီလွာတွေဟာရှာနိုဆန်မြေစီလွာရဝမ်းရဲ့တောင်ဘက်မှာသူကတည်ရှိပါတယ်။အဲ့ဒီဒေသမှာရှိတဲ့မြေစီလွာတွေဟာအညိုရင့်ရောင်တွေဖြစ်ပြီးတော့အပင်တွေအတွက်အာဟာရဓာတ်တွေကျွဲဝရတယ်။မိုးနေပါတဲ့အတွက်ကြောင့်မလို့ အ내ရောင်မျက်စိလွားတွေထက်အထွက်နှုံးရတော့သူကနဲတယ်မျက်စိလွားတွေရဲ့မျက်နှာပြင်အနီးမှာထုံးနေစုပုံပြီးတော့နေတတ်ပါတယ်ဒီမှာဆရာမတို့ကဒီအရောင်လေးနဲ့ခန္ဓာရဆက်မျက်စိလွားကိုဖော်ပြထားပါတယ်ပေါ်တစောမျက်စိလွားပေါ်တစောမျက်စိလွားတွေဟာအရှတိုက်မြောက်ပိုင်းတဝက်ခန့်ကိုသူကဖုံးလွှမ်းထားတယ်ဒီမှာအရှတိုက်မြောက်ပိုင်းတဝက်လောက်ကိုသူကဖုံးလွှမ်းထားတယ်အဲ့ဒီမျက်စိလွားတွေဟာတန်တော်မျက်စိလွားရဲ့ တောင်ဘက်မှာသူကတည်ရှိပြီးတော့ရွက်ချွန်တော်တွေရဲ့အောက်မှာသူ့ကိုတွေ့ရတယ်။အဲ့ဒီမြေဆူလာတွေကတဲဆန်ပြီးတော့ပြာရဲ့အယောင်ရှိတယ်။ပေါ်စရောမြေဆူလာမှာရှိရဲ့ပျော်ဝင်လေတဲ့ဟာရတ်ထက်များစွာကိုမိုးရေကနေပြီးတော့တဲဆောင်သွားတဲ့အတွက်ကြောင့်မလို့သူကစိတ်ဆားမှုတွေများတယ်။အဲ့ဒီမြေဆူလာတွေဟာအက်စစ်ကုန်သတ်တိရှိပေမဲ့လို့လဲ။ စနစ်တကျပြုတ်ပင်ပြီးတော့စိုက်ပျိုးရေးအတွက်ကိုသူ့ကိုအသုံးပြုနိုင်တယ်။ရွက်ချွန်တော်ရဝန်းတောင်ဘက်မှာရှိတဲ့ရွက်ပြန့်တော်နဲ့ရောနောတော်ရဝန်းမှာအညိုရောင်တစ်တော်မြေစီလွာဒါမှမဟုတ်ရင်မိကိုညိုရောင်မြေစီလွာတွေရှိတယ်။အဲ့ဒီမြေစီလွာတွေဟာအစစ်ကုံသတ္တိနဲပြီးတော့စိတ်ဆားမှုလည်းနဲတဲ့မြေစီလွာမျိုးဖြစ်တယ်။ နံပါတ်9တန်ဒရာမြေစီလွာတန်ဒရာမြေစီလွာတွေကို အာရှတိုက်မှာရှိတဲ့အာတိတ်ကံယူရန်တစ်လျှောက်မှာဆရာမတို့တွေ့ရပါတယ်အဲ့ဒီမြေစီလွာတွေဟာမြေမျက်နှာပြင်ပေါ်မှာရှိတဲ့သစ်ဆွေးလိုင်းကင်းပင်တွေနဲ့ရေညှိပင်တွေဆွေးမြေ့လာပြီးတော့ဖြစ်ပေါ်လာခြင်းဖြစ်တယ်စီးနင်းတွေအေးပြော်လာတဲ့အမျှမျက်နှာပြင်အလွှာတွေမှာရေတွေစုဝေးလာတဲ့အတွက်ကြောင့်မလို့ နွေရာသီမှာရေလျံခြင်းတွေကိုဖြစ်ပေါ်တယ်။စောင်းရာသီမှာအေးခဲနေတဲ့ရွှေနေဟာအောက်ခံမြေဆီလွှာကို ဖုံးအုပ်ထားပါတယ်။နံပါတ်၈တောင်ပေါ်မြေဆီလွှာတောင်ပေါ်မြေဆီလွှာတွေကိုအာရှလေပိုင်းနဲ့အရှေ့မြောက်ပိုင်းမှာရှိတဲ့အမြင့်ပိုင်းဒေသတွေမှာတွေ့ရတယ်။ညညာပြန့်ပြူးတဲ့ဒေသတွေမှာသစ်ဆွေးမြေတွေပါဝင်တဲ့မြေဆီလွှာတွေကိုတွေ့ရှိရတယ်။ တောင်ချောင်းစင်ကြီးကျော်တွေပေါ်မှာတော့ပါလွာတဲ့ကြောက်ဖြုံရေစီလွာတွေကိုတွေ့ရတယ်။တောင်ကြားခြိုက်ဝန်းတွေမှာတော့တိုက်စားတဲ့ဆောင်လာတဲ့ထူထက်တဲ့မြေစီလွာတွေကိုတွေ့ရတယ်။အဲ့ဒီမြေစီလွာဟာမြောစာကောင်းမှုပြီးတော့စိုက်ပျိုးရေးအတွက်အသုံးဝင်တဲ့မြေစီလွာတစ်မျိုးဖြစ်ပါတယ်။နံပါတ်9နှုံးမြေစီလွာ။ နုံမြစီလွားတွေဟာအာရှတိုက်မှာရှိတဲ့အဓိကမြဝန်းဒေသတွေရေလွမ်းလွင်မြင်နေတဲ့မြဝကျိုးမော်ဒေသတွေမှာစုဝေးပြီးတော့တည်ရှိပါတယ်။အဲ့ဒီမြစီလွားတွေဟာတက်နုမြစီလွားတွေဖြစ်ကြပြီးတော့နှစ်စဉ်ရေလွမ်းလွင်မြင်နေပေါ်မှာနုံနုတွေကို ဖြစ်ပေါ်လာစေတယ်။အဲ့ဒီမြစီလွားတွေဟာတဲနုံနုနဲ့ရွှွန်စည်းတွေရနေပြီးတော့ဖြစ်ပေါ်လာတဲ့အတွက်ကြောင့်မလို့အာဟာရဓာတ်တွေကျွဲဝပြီးတော့ မျောစာကောင်းတဲ့မျိုးစီလွားတွေဖြစ်ပါတယ်။အခုဆီယမားတို့အာရှတိုက်မှာရှိတဲ့တဘာဝပေါက်ပင်တဲ့မျိုးစီလွားတွေကိုရာသီဥတုနဲ့ဆက်ဆက်ပြီးတော့လေ့လာကြည့်မယ်ဆိုရင်အခုဆီယမားတို့ဒီဇာလေးကအာရှတိုက်မှာရှိတဲ့ရာသီဥတုတဘာဝပေါက်ပင်တဲ့မျိုးစီလွားတွေကိုဆက်ဆက်ပြီးတော့ဖော်ပြထားတဲ့ဇာလေးပဲဖြစ်တယ်။အပူပိုင်းမိုးသစ်တော့ရာသီဥတုကိုရရှိမယ်ဆိုရင်တဘာဝပောက်ပင်အနေနဲ့ အပူပိုင်းအမြဲစိမ့်မိုးတက်တော့ပေါက်ရောက်မှဖြစ်ပြီးတော့မြေစီရွာအနေနဲ့ဆိုရင်အပူပိုင်းဒေသမှာရှိတဲ့အနီရောင်ဂဝင်မြေစီရွာကို တွေ့ရှိရမှာဖြစ်တယ်။အပူပိုင်းမုတ်တုံယာတိဥရုနဲ့အပူပိုင်းစာဝါနာယာတိဥရုရရှိတဲ့ဒေသတွေမှာဆိုရင်အပူပိုင်းမုတ်တုံတက်တော့ပေါက်ရောက်မှဖြစ်ပြီးတော့မိုးနေတဲ့ဒေသတွေမှာတော့စူးချုံပင်နေနဲ့စာဝါနာမြက်ခင်းတွေကျဲပါစွာပေါက်ရောက်တာကိုတွေ့ရမှာဖြစ်တယ်။ ေစီရောအနေနဲ့ဆိုရင်အပူပိုင်းဒေသမှာရှိတဲ့အနီရောင်ဂဝင်မြင်နဲ့မြင်တဲ့မြေစီရောတွေကိုတွေ့ရှိရမှာဖြစ်တယ်။ဆွဆွအပူရောပိုင်းနဲ့ဆွဆွကုံတွင်ပိုင်းရာသီဥတုရရှိတဲ့ဒေသတွေမှာဆိုရင်တော့တမနွေအမြဲစိမ့်တော်နဲ့တမပိုင်းမြခင်းတွေပေါ့ရောက်မှာဖြစ်ပြီးတော့အနီရောင်မြေစီရောနဲ့ပေါ်တစောမြေစီရောတွေကိုတွေ့ရှိရမှာဖြစ်တယ်။ ခန္ဓာရရာသီဥတုရရှိတဲ့ဒေတာတွေမှာတော့အပူပိုင်းခန္ဓာရနဲ့ခန္ဓာရဆံပေါက်ပင်တွေပေါက်မယ်အပူပိုင်းဒေတာမှာရှိတဲ့အနီရောင်ကဝင်မျက်စိလွားတွေကိုတွေ့ရမှာဖြစ်တယ်စတက်ရာသီဥတုရရှိတဲ့ဒေတာတွေမှာတော့တမာပိုင်းမျက်ခင်းတွေကိုတွေ့ရမယ်ရှာနိုဆန်မျက်စိလွားတွေကိုတွေ့ရမယ်မြေထဲပင်လည်းရာသီဥတုရတဲ့ဒေတာတွေမှာတော့မြေထဲပင်လည်းပေါက်ပင်တွေနော်တွေ့ရမှာဖြစ်ပြီးတော့ chestnut အမျိုးအောင်မျက်စိလွားနဲ့တောင်ပေါ်မျက်စိလွားတွေကိုတွေ့ရမှာဖြစ်တယ်အာတိန်နီရာသီဥတုရရှိတဲ့ဒေတာတွေမှာတော့ တမပိုင်းကိုနီဖာတစ်တော်တိုင်ဂါတော်တွေကိုတွေ့ရှိရမှာဖြစ်ပြီးတော့ရှာနိုဆန်ပေါ်ဒဇောတောင်ပေါ်မြေစီလွာတွေကိုတွေ့ရမှာဖြစ်တယ်။အတိတ်ရာသီဥတုရရှိတဲ့ဒေသတွေမှာတော့တန်ဒရာပေါက်ပင်တွေကိုတွေ့ရှိရမှာဖြစ်ပြီးတော့တန်ဒရာမြေစီလွာတွေတွေ့ရှိရမှာဖြစ်တယ်။ကုန်းမြေရာသီဥတုရရှိတဲ့ဒေသတွေမှာတော့တန်ဒရာပေါက်ပင်နဲ့အေးပိုင်းကန္နရာပေါက်ပင်တွေကိုတွေ့ရမှာဖြစ်ပြီးတော့တောင်ပေါ်မြေစီလွာတွေကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်။ ဆရာမတို့ဒီသင်္ကန်းတစ်ခုလုံးကိုလေ့လာပြီးတဲ့အခါမှာအဓိကအချက်တွေအနေနဲ့ပြန်ပြောရမယ်ဆိုရင်အာရှတိုက်ဟာ area ကြီးမားကျယ်ပြန့်လာရဲ့မြင်မျက်နှာပြင်နဲ့ရာသီဥတုအမျိုးအစားတွေကွဲပြားခြားနားတာတွေကြောင့်မလို့တဘာဝပေါက်ပေနေကို အမျိုးအစားများစွာ တွေ့ရှိရမှာဖြစ်တယ်။အာရှတိုက်ရဲ့တဘာဝပေါက်ပေအမျိုးအစားတွေကို၈မျိုးခွဲခြားပြီးတော့ဒီမှာလေ့လာထားပါရယ်။မြေစီလိုဟာရာသီဥတုနဲ့ ။တဘာဝပေါက်ပင်နေဟာအပြန်လန်ဆက်နေနေတာအတွက်ကြောင့်မလို့မြေစီလာအမျိုးအစားတွေကိုလည်းများစွာတွေ့ရှိရမှာဖြစ်တယ်။အာရှတိုင်းမှာရှိတဲ့မြေစီလာအမျိုးအစားတွေကိုတော့ဆီယမ်မာတို့ဒီမှာကိုမျိုးခွဲခြားပြီးတော့လေ့လာနိုင်ပါတယ်။အခုဆီယမ်မာတို့ဒီသင်္ကန်းစာကို လေ့လာပြီးသွားတဲ့အခါမှာဆီယမ်မာဒီမှာနမူနာဖော်ပြပေးထားတဲ့လေ့ကျင့်ခန်းလေးတွေကိုကလေးတို့ဖြစ်ကြည့်စေချင်ပါတယ်။ ဓမ္မဒိဋ္ဌံဟာလည်းကလေးတို့အတွက်အောက်မှတ်နဲ့ဂုံနူးမှတ်ကိုရစေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဓမ္မဒိဋ္ဌံမိကွန်းတွေကိုဖြေနိုင်မှုအတွက်ကိုသင်ငန်းစာကိုတည်တည်ချာချာလေ့လာသင့်ပါတယ်ဓမ္မဒိဋ္ဌံအနေနဲ့ဆိုရင်နံပါတ်1အနေနဲ့ကမှတ်မမိကွန်းကိုဖြေဆိုရမှာဖြစ်ပြီးတော့နံပါတ်2ကအဖြစ်မှတ်မိကွန်းဖြစ်တယ်နံပါတ်3ကတော့ကွက်လက်ဖြစ်မိကွန်းပဲဖြစ်ပါတယ် ံပါတ်၄အနေနဲ့ကတော့မှတ်စုတူမိကုံးမှာဆရာမကတော့ဒီမှာမှတ်စုတူအမှတ်နဲ့ဝင်းအောင်မင်းနိုင်တဲ့မိကုံးလေးကို နမူနာ ထုတ်ပြထားတာဖြစ်တယ်။နံပါတ်၅ကတော့မိကုံးရှေအမျိုးအစားဖြစ်တယ်။သူ့ကိုလည်းကလေးတို့ကအမှတ်နဲ့တန်အောင်လို့ဖြည့်ဆို့ပေးရမှာ ဖြစ်တယ်။သူ့ကိုပြည့်ပြည့်စုံစုံ ဖြည့်ဆို့ပေးရမှာဖြစ်ပါတယ်။ပြီးတော့ဒီမှာဖတ်ဆောက်ထဲမှာပါတဲ့လေ့ကျင့်ရမိကုံးတွေကိုဖော်ပြပေးထားတယ်။ ဖတ်စာအုပ်ထဲမှာပါတဲ့လေ့ကျင့်မေးခွန်းတွေကိုလေ့ကျင့်ခြင်းအပြင်လည်းဓမ္မဒိဋ္ဌာမေးခွန်းတွေကို ဖြေဆိုနိုင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ပုံမှန်ပြည့်စုံတဲ့သင်ခန်းစာတွေမေးခွန်းအပြင်နဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်